မတမယာလို့တော့ဘုံကျဲခံရအောင်နေသေးရနော်နော်ဇကိုင်းရဗတ္တရာသူအဲမိတင်ပွဲမှာပါလေမင်းခယောက်ျားနတ်ရှင်တော်တို့တချင်းနေစိုးနေအဲ့တချင်းညာမင်းတို့တည်းမဟုတ်ဘူးနော်ရှက်လည်းမရှက်ဘူးနော်နိုင်ငံတော်နဲ့လူမျိုးအတွက်ဥစွေးဆံမိသစ္စာရှိစွာထမ်းရွက်တဲ့စစ်တီတော်ကောင်းတွေအတွက်စက်ထားတဲ့တချင်းနေနော်နတ်ရှင်တော်ဆိုတာကပြည်လဖေးနော်ဒုတိယဘုံမူကြီးပြည်လဖေး ဇတ်ထားတဲ့တချင်းเนาะမင်းခယောက်ျားဆိုတာစိုင်းကြီးဆိုင်လို့ပါတော့အရင်တော့စက်တကသူဘုဒ္ဓနာဆင်းပွဲတွေဘုဘုဒ္ဓနာကြောင့်ဘုဒ္ဓနာဆင်းပွဲတွေအဲ့မှသွားပြီးတော့အနုပညာရှင်တွေဖိတ်တဲ့အရင်တော့ဖိတ်ကြားတဲ့အချိန်မှာလာပြီးတော့စိုင်းကြီးဆိုင်လို့ပါတော့အဲ့တချင်းမြေတန်းစုပ်ပေးတာအဲ့တွေယူရယ်ဆက်ထားတဲ့တချင်းတွေကျွန်တော်တို့ဒနန်းဆင်းတော့တော့စိုင်းစိုင်းကြီးဆိုင်လာတယ်เนาะရှင်ဖုံးလို့ခင်ဖုံးလို့အဲ့တော့အဲ့တော့ အဲမိခယောက်ျားစူပေးသွားတာပဲเนาะအဲအဲကြောဂုံပြူတာပေါ့ဗျာအဲ့တော့မတန်မယာကြီးဆိုတော့ကြဲခံရအောင်နေသေးရဲ့เนาะရှက်လည်းမရှက်ဘူးသူများချင်းနေယူတော့တော့ဘိုင်ယနာတီမင်းလက်ထက်မှာအရင်တော့ပုံနာကြီးတောက်ကတော်လေးကိုတော့တော်ပြီးရလာပြီးလာ껙ဆိုမန်တန်တော့တော့ရွတ်လာတင်တာပေါ့เนาะအဲ့မန်တန်ကိုဘယ်သူမှမကြားစေချင်ဘူးတော်တော်ကတော့အုပ်စီးပြီးတော့တိရစ္ဆာန်တွေလူတွေကိုထိမ့်ချုပ်လို့ရရမှန်းလားအဲ့မှာမြေခွေးတကောင်အစာရှာရင်းနဲ့အဲ့မန်တန်ကြာရပြီးတော့ ိုက်ပုံတိုင်းယူတိုင်းကိုလိုက်ပြီးတော့မှတ်မှတ်ပြီးတော့သူကလည်းအိုက်မီခွေးကလည်းလာပြညခွေးကတော့အဲ့လိုကြောက်တုံးပေါ်တက်ပြီးတော့သူအိုက်မန်တန်ကိုရွတ်ရွတ်တော့တော်သုံးတောင်တောင်သုံးတောင်ပိုင်နေချင်းသိမ်းမင်းတောင်မှာမိခွေးရဲ့အရှိန်မောက်လက်အောင်အိုက်မန်တန်ကြောင့်လန့်သွားပြီးတော့မိခွေးကတဖြည်းဖြည်းနဲ့နော်တဖြည်းဖြည်းအရှိန်ဝါကြီးလာပြီးတော့အတော်လေးမှာတရိတ်ဆန်တွေကိုသူကဥစည်းပဲဆိုဘယင်ထားလို့အိုက်မန်တန်ဆိုရတယ်တနေ့ကျော်သွားစင်မတက်ပြီးတော့စောင်းကြောင်းထိုင်ပြီးတော့ဘိုင်ယန်တက်ပြီးမင်းစီကိုစစ်ချီလာတယ်အဲ့မန်တန်ဆိုရတဲ့ မန္တန်လက်စုပ်ပြီးတော့နော်ပုံနိုင်စီရရမန္တန်အမှတရားမြတ်တိအာလောကမှာနော်လူတွေနော်အကျင့်သီလရှိတဲ့လူတွေပေါ်မှာဒီမန္တန်အစွမ်းနဲ့ဒီမိခွေးစုပ်ကအုပ်စီးတော့မှာပါလားတရားမြတ်တဲ့လောကကြီးမှာဖြစ်နေတာဖြစ်တော့မယ်ဆိုပါမယ်တရားမြတ်အဲကျွန်တော်ဖတ်ပြီးအဲမိခွေးမိုးချိုးပြစ်ချပလိုက်တာပြီးရောအဲကြောင့်ခင်ဗျားတို့လည်းနော်မိုးချိုးပြစ်ချမှမဟုတ်လာလိမ့်မယ်ဟုတ်ဝုံနော်ဟုတ်ဟုံကုန်ကြက်ကြက် တုံလုံးပဲလက်အဘာလို့ဆက်နေတွေ့ပါနော်ရှက်လဲမချက်ဘူးသူများတဲ့ချင်းနေယူသုံးနေပါနဲ့နော်ပြောတော့စဘောမမအောင်ကဲဒုရပုံမယူဗီလာဖီရဲ့တချင်းနေယူသုံးလို့သုံးနော်ဘိုလောင်းနေပဲဆက်ထားတဲ့မိခစားမိခယောက်ျားတချင်းနေစူလို့စူဟမ်အဲကြောင့်ပြောမြေခွေးတွေမြေခွေးတွေတတိထလာရှူကဖရားတွေရောင်တော်ဖွင့်ခြင်းလို့တဲ့စီဗီကနေပြီးတော့စီမရှိလို့ပါတဲ့ ပြောပြပါဦးကျွန်တော်ကုံတဲ့အိမ်ရတင်ရမှာမဟုတ်တာနော်လုပ်ပြပါလိမ့်မယ်ဗျာနော်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်အခုလောတဲ့မဟာပြူရလမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားဆောင်ရွက်တဲ့နေမှာအဲ့ဒါကြီးကလည်းဟိုနောက်အချိန်မှပြင်ပြလာမှာပေါ့နော်စိတ်ဥရရနေဖွင့်ထားလိုက်ပေါ့နော်ဗျာအဲ့လိုစိတ်တန်းရှိတာကိုကုသဖြစ်ပါလေဗျာနော်အဲ့တော့အဆင်ပြေတော့ပါလိမ့်မယ်နော်ကျွန်တော်ကုံတဲ့အိမ်များနဲ့ဟိုဟာမဟုတ်တော့ ဟိုအတိအကျမပြောနိုင်ပါဘူးဗျာနော်။ဒါမှစက်ပြတိုက်ပြီးလို့ရှိရင်အမွေနတ်တိုက်နဲ့ဖွင့်ထားလို့လဲရပါသေးရဲ့ဗျာနော်။ကဘာပေါ်မှာကာလာကိုအတိဆုံးလူကဘာလို့လဲနော်။ဈေးရောင်မောင်မောင်တို့ရဲ့ဘာကြီးဦးဝေးကိုမန္တလေးရနော်။ तू ကဓာတ်ပုံပညာပြန်ရှင်ပြန်ပွဲမှာသွားပြီးတော့ तू ကပြောလိုက်ဟာကဘာပေါ်မှာလဲကာလာကိုသိရတယောက်ပဲရှိတယ်။ အဲ့ဒါကျန်တဲ့လူရဒီဖိုးကြီးလျှောက်ပြောနေမှာဘာလဲဘာပြေတော့ဗုဒ္ဓနော်ဟုတ်တယ်ကဘာဟောမှာရောင်ကြီးကလာကိုခန္ဓာကိုယ်ကထုတ်တာဗုဒ္ဓပဲကြီးအဲကုဝတာတင်ပါတာတချို့ကတိတ်ပြန်များကြီးချက်လဲကလာဆိုတာသူဓာတုပစ္စည်းနဲ့ဆက်နွယ်ပြီးကလာကိုထုတ်ကြဗုဒ္ဓအဲ့ရွေးကိုခန္ဓာကိုယ်ကနေထုတ်တယ်နော် ခန္ဓာကိုယ်ရဲ့ထောက်တာတော့အကြာမရှိဘူးလေဟုတ်တယ်မှာရေစုံမီးစုံပြန်တယ်ရေရေပြနေတဲ့ခြံမီးစုံပြတယ်အဲ့ရေနဲ့မီးရဲ့ဂျားထဲမှာပြောင်းသွားတယ်ဆိုရယ်မသိတာဘူးသူကအကြာမရှိအဲ့ဂျားထဲကနေမောင်းတော့ရောင်ကြီးလို့ပါဒီမျက်ခုံးလေးရမောင်းတော့ရောင်ကြီးထွက်တယ်မျက်မျက်တောင်လေးရမောင်းတော့ရောင်ကြီးဖြစ်တယ်ဇပင်းဆိုစိန်သက်ရှိတယ်အဲ့စိန်ဆိုပြလက်လက်ရောင်ကြီးစံတော်ရပြလက်လက်ရောင်ထွက်တယ်နော်ဒီအသားကြီးကဝင်းဝါနေရွှေရောင်ထွက်တယ်ဒီသွားတော့ရဖြူတဲ့အတွက်အရှူရောင်ထွက်တယ် ဒါကြောင့်နီလာပီတာလောဟိတာအောရတာဆိုတာနာပပစိတ်မြင်စိတ်တာနဲ့ပပစာစုံနေဆိုတခြင်းတော်ဟိပဲနော်ကဘာမှာရောင်ကြီးယူခန္ဓာကိုယ်ကထုတ်တယ်ဗုဒ္ဓပဲဗုဒ္ဓကာလာရဲ့အကြောင်းအတိဆုံးဒါကြောင့်မို့မြတ်စွာဘုရားကိုအဲ့လိုရောင်ကြီးတော်ဖွင့်တဲ့ချိန်မှာအော်ကဘာပေါ်မှာကာလာကိုအတိဆုံးပုဂ္ဂိုလ်ကြီးဆိုပြီးတော့အဲ့လိုညွန့်ပြီးတော့လှုပ်လို့ရှိရင်ကုသရပါပြီနော်ကျေးဇူးတင်ပါတယ်